ခုတင်ဆက်ပေးမယ့်သတင်းကတော့စစ်မှုထမ်းရမယ့်တပ်ကို65နဲ့ဒီသုံးမြင့်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်စစ်မှုထမ်းဆောင်မှုအတွက်ကျောင်းဝင်တဲ့တပ်ရွယ်ကိုအသက်65နှစ်ဒီတုံးရင်တပ်မှုနေတိုးဖွဲ့ဝင်နိုင်ငံတကာနိုင်ငံဖြစ်တဲ့ဖင်လန်နိုင်ငံကစီစဉ်နေရလို့သိရပါတယ်။လက်ရှိအချိန်မှာဖင်လန်နိုင်ငံရဲ့စစ်မှုထမ်းဆောင်မှုအတွက်တတ်မှတ်ထားတဲ့အသက်အရွယ်ဟာ60နှစ်ဖြစ်ပါတယ်။လူဦးရေ9.5သန်းကျော်ပဲရှိတဲ့ဖင်လန်နိုင်ငံရဲ့စစ်တပ်မှာအမြဲတမ်းတပ်ဖွဲ့ဝင်အင်အား3,500နဲ့အရက်တပ်ဖွဲ့ဝင်အင်အားတပ်တန်းရှိဖို့အတွက် စစ်မှုထမ်းဆောင်မှုတွေကြောဝင်တဲ့တရွေကို65နဲ့ဒီသုံးမြင့်တက်မှတ်ဖို့အတွက်စီစဉ်နေတာပါဖင်လန်နိုင်ငံမှာအမျိုးသားလိုက်တက်မှတ်အရွယ်ရောက်ရေးအမှုစစ်မှုထမ်းဆောင်ရသလိုအမျိုးသမီးတွေကလည်းအရေးတက်ဖွဲ့ဝင်နဲ့လက်ရုံးတက်ဖွဲ့ဝင်တွေဖြစ်ကြောင်းဝင်ထမ်းဆောင်ရတယ်လို့သိရပါတယ်ရုရှားနဲ့ညတိုးဖွဲ့ဝင်နိုင်ငံသားကပြောင်းလဲလာတဲ့အခြေအနေတွေကြောင့်ဖင်လန်ဆိုရစစ်မှုထမ်းဆောင်ရမယ့်တရွေကိုမြင့်တင်မှုအတွက်စီစဉ်နေတာဖြစ်တယ်လို့သိရပါတယ်ဒီသတင်းကိုတော့ငင်းချမ်းဝါပေးပို့လာပါ